လက်ဆွမ်းပြခဲ့တဲ့ဘလင်းကပဒန်းကလည်းပြန်လည်ပြီးတော့ပြန်ရောက်ရှိလာခဲ့ပြီဆိုတော့ okay မနေ့ကပွဲမှာတော့ blink rotation တွေတော်တော်လေးကောင်းမွန်နေအောင် new born နဲ့ပွဲမှာသွားပြီးတော့တွေ့ရတယ်ဒီပွဲမှာရောဒါသူ့ရဲ့ rotation တွေတစ်ဖက်က method seal ကိုသွားပြီးတော့လုံနိုင်မလားဆိုတော့လေချက်တော့ကြည့်ရမယ်တစ်ဖက်မှာလည်းဘိုရဲရဲ့ grow ကြီးကပါနေရတော့သူ့ရဲ့ barricade တွေပါတယ်ရောနည်းနည်းလေးတော့တတိထားပြီးဖို့လိုတယ်ဗျ Okay အဲ့တော့ခွန်ဒီချိန်မှာနောက်ဆုံး 4bs တွေပါပဲထွက်လာလား เนาะဟုတ်တယ်เนาะဒါဒီနောက်ဆုံး last pick အနေနဲ့ကတော့ four years တွေပါထုတ်မယ်ဆိုရင်တော်တော်လေးကောင်းတယ်လက်ရှိမှာလည်း तू အော် asthma radar ပြန်ပြီးတော့ထုတ်သွားတယ်ဒါတော်တော်ကောင်းတယ်တစ်ဖက်မှာ she generate လုပ်မဲ့ hero က3កောင်ဟုတ်ကဲ့ရှီးဂျန်နွေလုံးမဟီရိုသုံးကောင်ဂျားထဲမှာအက်စမာဒီစကေးဝါနဲ့အဇော့ရှီးရဲ့လိုက်ယူမယ်ပြီးလို့ရှိရင်ပို့ပြီးတော့ဗတယ်ထဲမှာဒါမိတ်တွေကလုံးမယ်ဆိုတဲ့ပုံစံမျိုးလေးဒါမက်သစီ draft ကိုထုတ်လာရလဲဖြစ်ပါတယ်ဟုတ်ပါတယ်ဒီ SMR နေနဲ့ဆိုတော့တစ်ဖက်က Uranus နဲ့ Lightning Phase လဲရှင်ထိန်နိုင်မယ့်ပြူမှာဒီ battery ကြောက်လို့ရှိရင်ဒီ button နဲ့ Harry ကိုလဲကောင်းကောင်းလေးတော့ control နိုင်မယ့်သဘောမှာရှိရယ်ဟုတ်ပါတယ်ဆိုတော့ game number 3ရဲ့ dragon လဲပြီးဆုံးနေပြီ custardian ready ဖြစ်နေပြီဆိုတော့ in game session ကိုကျွန်တော် custardian နဲ့တူတူသွားကြည့်အောင် ကျွန်တော်ဒီနေ့ရဲ့ဟောကျွန်တော်တကယ်ကို match day နဲ့အဆုံးဖြတ်ပွဲနေဖြစ်တဲ့ဟောကျွန်တော် game number 3ကိုတော့ရောက်ရှိလို့လာခဲ့ပြီဗျာဒီခုဆိုလို့ရှိရင်လေ Grand Farsa တွဲလုံးနေလီနာလည်းသူ့ရဲ့အပိုင် hero ဖြစ်တဲ့ Valentina ရဲ့ဘာပြင်လဲပြီးတော့ပွဲထွက်လာခဲ့တာဆိုတော့ land down နဲ့မှာပဲကျွန်တော်ဘယ်လိုမျိုးဖြစ်သွားမလဲဆိုတာဆက်လက်ကြည့်ကြမယ်ဗျာကဲကျွန်တော်ဒီဒီ game number 3ကတော့ top 5 versus top 3 champion defender versus tide corner the star of the season ရဲ့ game number 3အဆုံးဖြတ်ပွဲစီကနေကြိုဆိုလိုက်ပါတယ်ဟုတ်ပါတယ်ကျွန်တော် YG နေနေကတော့ကျွန်တော် game number 2မှာပြန်ပြီးတော့နိုင်ရရှိသွားတယ် mythic c ကလည်းကျွန်တော် game 1တော့သူတို့နိုင်ထားတယ်ဆိုတော့အပွင့်လေးပြောရင်ဒီ game 3ကဒီ game 3ကအလိုအဆုံးဖြတ်တစ်ခုတော့ပြန်တော့ဖြစ်လာခဲ့ပြီပေါ့ဗျာ grow father တွဲလုံးကတော့အလုံးသိကြတဲ့အချိန်မှာ early game ကတော့ကျွန်တော်သွားရှုပ်လို့မရအောင်ထုံးတဲ့အချိန်မှာတစ်ဖက်ကလည်းဒီ blink ရဲ့ဒီပဒန်းတွေပိုင်းနဲ့ပြန်ပြီးတော့ထွက်လာတယ်ပေါ့နော် valentina နဲ့ဆိုတော့ minion wishing ရတဲ့ဘိုင်းကတော့ mythic c ဘက်ကတော့မြန်နေပြဟုတ်တယ် mythic c ကျွန်တော် melee domination အရာကြီးမယ်ဆိုရင်တော့ grow father ဆိုတဲ့တွဲလုံးကတော့ ဟိုးရင်စီစဉ်နေမှာတွေကစကနေချာဖြစ်ခဲ့တဲ့ဒွေးလုံးတစ်ခုလို့ပြောလို့ရတယ်။တဖက်မှာပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်း Platina တို့ Charge ပြန်ကူးလို့ရတယ် Air Strike တွေပြန်ကူးလို့ရတယ် Star Moon တွေလည်းပြန်ကူးလို့ရသလိုတို့ Juno စီကနေပြီးတော့ Ultimate နဲ့ Bullet Land ထုလို့လည်းရအနေထားတစ်ခုဆိုတော့ Ultimate Power တော်တော်လေးမြင့်လာမဲ့ Lina ရဲ့ Platina ကိုကျွန်တော်တို့တွေ့ရမှာဗျ။ဟုတ်ပါရဲ့။ဒီခုက Nico ရဲ့ Emblem တွေထဲမှာ Puyo Set Together နဲ့ပါတယ်ဗျ။အားလေးကလည်းစိတ်ဝင်စားဖို့တော့ကောင်းတယ်။ Flick က Timing ရမယ့်ချိန်ရတယ်နဲ့မြင်ရမယ်။ Breakout ကတော့ Blink Out ကိုတော့တစ်ချက်ရိုက်ထိုင်းနေပဲ။နောက်ကတော့ပြန် Fall သွားကန်တီသွားလို့ပဲ။ကျွန်တော်တို့ပြောရမလား။ First Blood ကတော့ ျွန်တော်ရကန်နီဆက်ဆဲမှာတော့ရှိတယ်ဗျာဟုတ်တယ်ကျွန်တော် first leg ရကန်နီဆက်ဆဲလေးဆိုတော့ညာလေးကျွန်တော်ဒါ UK ကတော့တေချာခဲ့တာမျိုးတော့မတွေ့ရသေးဘူးကိုလေးမချက်မှလည်း Juno Granja နဲ့ထွက်လာခဲ့တဲ့အနေအထားတစ်ခုပြပွင့်လင်းပြောလို့ရှိရင်မကျစီသူတို့ရှေ့ပိုင်းပွဲစဉ်တွေမှာ Juno ကိုတောက်လျှောက်တေတော့ကျွန်တော်တို့ဒါ pressure ပေးရမျိုးတွေးကြရတယ်ဆိုတော့ညာလေဒီအချိန်မှာ Juno နဲ့ပွဲစုံကိုထိုးစားခဲ့တာအဆင်ပြေပါမလား Hand ဝမ်မနဲ့မှာ first blood ကိုစရရပါပြီတုတ်တယ်နော် အောက်မှာတော့ပြန်တော့ပေးလိုက်ရည်ဟက်စမာရဒါနေနဲ့တော့ကျွန်တော်ရှီလေးပါလေးပြန်တက်ဖို့လုပ်ပေမယ်ဒီရတကူကများသွားခဲ့တယ်လို့ပြောရမယ်ဖလီကာရီပိုင်ပေးထားတဲ့အချိန်ဒီတကူဗျာအပေါ်မှာလေးကျွန်တော်ဂျူနိုကလိန်းနေ face ဘိုင်းမှာရိုင်းမတရအောင်လိန်းက freeze ခံထားရပြီဆိုတော့ WG ကအားလီကိန်းဘိုင်းမှာပြန်လဲပြီးတော့ဦးဆောင်နာကိုကျိုးသွားတယ်မေတ္တိစရာတေးထားတယ်အားလီကိန်းကျွန်တော်ဒီ mid rotation ကတော့သူတို့အနေနဲ့အများအဆင်ပြေရဆိုပေမယ် side lane ဘက်မှာ gang လုံးရတဲ့ယောက်ကတော့ WG နဲ့အနေငယ်ပူပြီးအားတာတဲ့အချိန်ဒီတည့်လို့စူရမယ်ဗျာ ဟုတ်တယ်ဒီလိုတာတဖိုင်ဖို့တော့နှစ်သိန်းလုံးချိနေနေပဲရှေ့မှာဝင်သွားလို့ရင်းရင်သူရတော်လေးကြောက်ခံတာပဲထွက်မှလဲဟုတ်နီကိုရက်သဝန်ရိုလီကောင်းနေတယ်ပြန်တော့ချောင်ပြမယ်လဲပလေးယားဖလန်ကြီးတို့မှာကင်ဖလန်ရက်စီဗျူရှင်အကောင့်တော့ပြန်ပေါက်ထားသေးတယ်လေးလာ တောက်ချောက်ပတဲတဲ့ဝင်တို့ဖို့စ조사ရဲဆိုတော့ညာလေဓာတ်မိတ်မလုံလောက်ချင်းပြဿနာကြားမှာတော့နှစ်သိန်းလုံးဟီယူကီမထွက်ခဲ့ဘူးဗျ Failure is right ကျေးပြီးတော့ Jerohan ဟိုတော့အကောင်းဆုံးမောင်းထုတ်ထားခဲ့တယ်ဗျ Retreat ပေါင်းမဲ့ဘိုင်းနေမှာတော့ Jerohan Flash ပဲဝင်ရောက်ပြီးတော့ပေါက်သွားခဲ့တာဆိုတော့ဒီ Grandfather တွဲလုံးနေနဲ့နောက်ပိုင်းမိနစ်တွေကြာရင်တော့ပို့ပြီးတော့တက်ဝင်လာတော့မယ်နဲ့တူတယ်ဒါပေမဲ့တခုစင်းစားမှာ Lina နေနဲ့အဲ့ Valentina ယူပြီးသွားရင် Glory ဘာပြလာမယ်ဆိုလို့ရှိရင် AN Esports နဲ့ပွဲမှာဆိုရင်လေသူရဲ့ဒီ Tone Charge ပြန်ယူသွားပြီးတော့ဘယ်တဲ့ Change လုပ်ခဲ့တဲ့ပုံစံတွေကိုလည်းမြင်တွေ့ရတယ်ဗောနော်ဒီပွဲမှာလည်းဒီလိုပုံစံတွေဖြစ်မလာဘူးလို့ပြောလို့မရအောင် Fail Air Strike တက်ကျဲတာတွေဗျာမင်းအော်ရောဒ ောက်လျှောက်လီနာတော့အပုတ်ထားတယ်လို့ပြောရမယ်ဟုတ်တယ်ပေါ်လန်ကမှပြန်ကြည့်မယ်ဆိုတော့ဂျူနို level 30ကတော့ကွာသွားပြီလို့ပြောရမှာပဲဗျ station နေနဲ့တော့ free free ခံထားတဲ့ပုံစံတစ်ခုတော့မြင်ထားရတယ်တော့မှလည်း Juno နေနဲ့ pressure တောက်လျှောက်ပေးထားတယ်ဗျ Imperial Rage Amblin နဲ့ထွက်လာခဲ့တဲ့အနေအထားတစ်ခုမှာ သူစီကဘူးလက်တွေဒီ spare van damage မှာတော်တော်လေးများနိုင်မယ်လို့တော့ကျွန်တော်တို့သုံးသပ်ရလိမ့်မယ်ဗျာကြီးကလည်းတို့ဒီ target ရရှိသွားတဲ့ချိန်မှာ level ဘိုင်းဆိုင်ရာမြင့်တက်သွားတယ်လို့ပြောရမယ်ပေါ့နော် target ရရင်တော့ level sp ရတက်မှာပဲ stage နေနေအားလေးကိန်းမှာတို့ lane freeze ကြရဲဆိုပေမဲ့ junior ကလက်ရှိအဆင်ပြေနေပြီလို့ပြောရမယ် lane freeze ဘိုင်းကအောက်မှာလည်းတို့ဒီ esmeralda ရွေးနေတဲ့အနေအထားတစ်ခုကတော့အားလေးကတော့တို့ခွန်နေတဲ့ item တော့ပြန်ဆောက်အောင်ပါပဲဒီ antenna talisman တွေဒီ dominant eyes တွေပဲပြန်သွားမယ်တိုင်းတစ်ခုတော့ဆောက်အောင်ပါပဲဗျာ ဟုတ်တယ်လောသေတော့ game flash rotation နေတောက်ချောက်တော့ကြောက်ပြီးတော့ကြိုးစားနေတယ်။အသင်းလုံးအနေနဲ့ကတော့ game 1 game 2မှာလက်စွာခဲ့သလောက် game number 3မှာတော့အငိမ့်လေးပြန်ဆော့ကစားနေရမျိုးတော့တွေးရတယ်ဗျ။ အဲ့ဒီကတော့ကျွန်တော်အဆုံးဖြတ်ပွဲစဉ်ဖြစ်လာမယ့်အနေအထားတစ်ခုမှာအမှားမပါခြင်းတဲ့ပုံစံမျိုးကိုမြင်ထားရတယ်။ဒီကွေး air strike ချမှာ blink အနေနဲ့တော့ဟိုးနောက်တွေတော့ပြန်တော့ forward ထားရသေးတယ်ဗျာ။ feather air strike ကတော့ရရရသလိုတော့တုံးထားတယ်လို့ပြောရမယ်။တစ်ဖက်မှာလည်း stand dance ပိုင်းနဲ့ she am zone တော့ပြန်လှုပ်ထားတယ်ပေါ့နော်။ matrix အနေနဲ့ဒီ objective fight တစ်ခုပဲသူတို့ပြန်တယ်ဖို့ဒါသွားမယ့်ပုံစံတစ်ခုဗျာ။ side lane တွေအကုန်လုံးကပြန်ပြီးတော့ save ထားတယ်။မြင်မှလည်းကျွန်တော်ဒီ minion wave တွေပြန်ရှင်းပြီးတော့ side lane တွေကိုသွားကြည့်ရပေါ့နော်။အဲဒီလိုပုံစံမျိုးနဲ့ပဲပြန်သွားထားတယ်။ game 2တော့ကလည်းကျွန်တော်တန်တဲ့အောင်ဒီလိုပုံစံမျိုးပဲပြန်တယ်ခဲ့တာဗျာ။ဟုတ်တယ်။ဒီချိန်မှာတော့ကျွန်တော် king flash rotation က ည်းရင်းလို့ဖြစ်တာမျိုးတော့မတွေ့ရသေးဘူးနှစ်သိန်းလုံးအနေနဲ့4 minute timing ထိတော့ရောက်နေပြီဟေယူကြီးထွက်လာမျိုးမရှိသေးအချိန်တခုမှာနောက်ပိုင်း mid game မှာ ကျွန်တော်ဂိုးလိမ့်တာတွေဂျောင်းရှော့ကွန်မန်ဒေးရှင်းပေါင်းလာမယ့်အချိန်ဦးမှာစောင့်နေကြတာလားဆိုတဲ့မေးခွန်းတော့ရှိတယ်။တာတက်ဖိုက်ကတော့ပေါ်လာနေပြီ။နှစ်သိန်းတော့ကတော့ဂိုးလိမ့်မှာပဲနည်းနည်းအလုံးရှုံနေရမျိုးတော့တွေ့ရလိမ့်မယ်ဗျာ။ဟန်ကဟန်နဲ့စတရိုက်တော့ပြီးလာပြီ။ Falling Star Moon နေပိုင်းနဲ့ဝင်လာနိုင်တယ်။ပြီးတော့တထောင်းနဲ့ charge နဲ့ဆိုတော့ဟန်ကအပွင့်လင်းပြောရဲ position ကတော့ဒီတစ်ခေါက် objective fight မှာတိတိတသားကြီးကျွန်တော်ပြန်ခဲမှရမယ်ပေါ့နော်။ Q ဆိုင်ရမယ်။ Front line two အတွက်ကလည်း blend နဲ့ပြင်နေနေတော့ကျွန်တော်ဒါအရှိမ damage တိကန်လုပ်ဖို့ ready ပဲ။ Minion Wave ကမိကိုရင်ရှင်းနေတာဗျာ။အဲ့တော့ပြီးမှတာတက်ပြန် force နဲ့အချိန်ဒီခုဆိုတော့ခွန်နေနဲ့ပြန်တော့သွားထားပါသေးတယ်။နှစ်သိန်းလုံး second attack fight မှာတော့ခေါင်းကျွန်တော် ဆိုင်နေကြပြီဘတ်တစ်ဆွဲမှာလည်းအကုန်လုံးကုန်လာဘတ်တစ်ဖက်ရှိတယ်ချားနေပြေတော့တိုက်ပြီနော်ဖာဆာအဲဆွိုက်ပေးထားတယ်မဟုတ်တော့မှဘလင်းနေတဲ့ဖလန်ကြီးလေးနဲ့နေကိုအဲဆွိုက်ကိုပြေးပြပေးမယ်လည်းမရတော့ဟန်အစောကြီးပဲကြသွားခဲ့တာဗျာပြောလို့တော့မစုံသေးဘူးဟန် only aim ပါဗျာနော်အဲ့တော့ king flash ရင်းအောက်ကိုပြေးလိုက်တာပြီ3 vs 1မှာတော့ကျရိုင်းလိုက်ဖို့တော့မလိုဘူးဒါကြောင့်သူတို့မင်းကိုပြန်တွန်းမဲ့အခြေအနေတခုဗျာ objective fight ကိုပြန်တည်ထားတယ် mid six ရဲ့ ground phaser တွဲလုံးနေနေ king flash တို့ဘာရှာသွားထားတဲ့ပုံစံအားလီဂိမ်းမှာတော်တော်အဆင်ပြေတယ်လို့ပြောလို့ရတဲ့အခြေအနေဗျာဟုတ်တယ်အားလီဂိမ်းမှာတော့ mid six တော်တော်လေးအဆင်ပြေနေကြတာမျိုးတော့တွေးရလိမ့်မယ် 5 minute timer တခု1.3ကြီးဆိုတော့ goalie ကိုပိုင်ဆိုင်ထားတယ် တော်တော်ညာလေပွင့်လင်းပြောအောင်လို့ရှိရင်တော့ဝိုင်းချီဒီဂိုးလေးကိုတော့တမဟုတ်ချင်းတွင်းမှာပြန်လည်ဖန်တီးလို့ရယူနိုင်တဲ့အနေထားတစ်ခုမှာတော့ရှိသေးတယ်ဗျာသူတို့ရဲ့ bling နဲ့ flanking နေရာလေဒီလိုပွဲစဉ်တွေမှာမေ့ထားလို့မရဘူးဆိုတာမျိုးတော့ကျွန်တော်တို့ထပ်ပြီး mention ရမယ်ဗျာခုတည်းကတော့ကျွန်တော် face run နဲ့ထိုးတဲ့ဘိုင်းနေကျွန်တော်နှစ်ယောက်သုံးယောက်လောက်ကြီးတော့အရင်ကြီးတော့မမြင်တွေ့ရသေးဘူးအကျွန်တော်မြင်ချင်နေခဲ့တဲ့ Lina IMU နဲ့ခိုးပြီးတော့တထောင်းနဲ့ charge တွေဗတဲ့အလေပြောင်းနေလေအရင်ကြီးမတွေ့ရသေးဘူးလို့ပြောရမယ် objective fight တွေတိုင်းမှာ mythic sea can only aim နေ objective ကိုရယူတယ်ဒီဟာတစ်ခုနဲ့ပဲ first target နဲ့ second target တစ်ခုလုံးကိုတော့ကျွန်တော်ပြန်ပြီးတော့ဥဆောင်ထားတယ်ဗျာနောက်ချိန်ထွက်လာမယ့် target fight ကိုကျွန်တော်ကြည့် ရမှာ carry player ပြန်ပြီးတော့ပါလာမယ်ဂျူနိုရောကျွန်တော်ဖတ်မှာ stage ကိုပြန်ပြီးတော့ပါဝင်လာနိုင်တဲ့အခြေအနေဗျနှစ်သိန်းလုံးနေနေတော့ကျွန်တော် play sign 2နေရဲ့အနေထားတခုလို့ပြောရမှာပဲဗျာနှစ်သိန်းလုံးနေနေကျွန်တော် flank ကိုပဲဦးစားပေးထားတယ် pick off တွေနဲ့ဆော့နေရမျိုးကြီးလည်းရှိတယ်ဆိုတော့ညာလေဒီချိန်ဒီခါတိမှာနှစ်သိန်းလုံးနေနေ rotation တွေကြားမှာ UK ထွက်လာမျိုးမတွေ့ရသေးဘူးဗျာသူတို့ရဲ့ strategy အသက်ဝင်လာမဲ့ making timing goal line တွေ combination ပေါင်းလာမဲ့အချိန်ဝင်စောင့်နေကြတာပေါ့လည်းတော့ပြေးတော့ room မသိစီ တော့မှ air side ပြေးထားမယ် damage ကလုံလောက်မှတော့မဟုတ်သေးဘူးဗျဘိုးရဲလည်းရှိနေတယ်ဆိုတော့ညာလည်း 1G blink ရဲ့ back ကကြားမှာ stage နေနေတော့ဒီအချိန်ထိမဆေးဖြစ်တော့မယ်ဗျ fair air side တော့ထပ်ပြီးသွားပြီဆိုတော့အဲ့ cool down ပြန်လဲမယ် timing ပေါ့ဗျာဒီဟာလေးကိုတော့ပြန်ဆောင်အောင်မယ်ဒါပေမဲ့အဲအဲ့လိုမျိုးကျွန်တော်တို့ဒါ drop through bar ကိုပြန်ထောင်းအောင်မယ်ဆိုတော့နောက်ကတော့4 of 4နေ 1G လင်းပြန်ဦးဆောင်မှုတော့ထားရပြန်ရှင်မှာ damage taken လို့ဘူးတော့ဝင်လာဖို့ကြိုးစားထားတယ်ဒါပေမဲ့ memory juno အာကျွန်တော်ဒါတစ်ဖက်မှာခွန်းတို့ပါလို့ပြန်တော့လာနေသေးတယ်ခိုက်တန်တစ်ခုပေါ့ဗျာနှစ်သိန်းလုံးကတော့ကျွန်တော်ဒီ objective 5ပဲပြန်တည်အောင်ပါပါဟုတ်တယ်နှစ်သိန်းလုံးနေနဲ့ဒီ objective 5မှာပဲကျွန်တော်ကမသေးတာမရရတဲ့အလုပ်တွေကိုမလုပ်တော့ဆိုတဲ့အထားမျိုးတော့ရှိတယ် small radar ခွန်းနေနေတော့တစ်ဖက်က hand ရေကျွန်တော်က pressure တွေကိုတောက်လျှောက် hand on pressure တောက်လျှောက်ပေးဖို့တော့ကြိုးစားနေနေတာတစ်ခုမှာရှိတယ်ဗျာ small radar rub up နားလေးမှာ resolution တောင်းချင်ခဲ့တဲ့ပုံစံတစ်ခုပါပဲသို့တော်ညာလဲနောက်မှာပါလာခဲ့တဲ့ရင်းနဲ့နှစ်ယောက်ဖွားပြီးပြင်းချက်ချားမှာတော့ခွန်း 为什个比亚迪不嘞？你要弄别个家伙霸道的比，不就是你要弄 Two Man Down 子的碰撞没有的弯气？但是拿毛的本身的刹车威标。就是明天你可能不走路漂亮没，我讲就是提前你毛路追龙里啊路下雨都没追起来，那可能天灾。<music> <music> 啊！搜掉到的，快搞个 YG 拖咖，D J 这么 U 面说打，因为 Flicker 竿子撞你炸死，那么 Kim Flash Retribution 或者 PM 就报废了，哎比亚。那么这边三五九来，九诺兵的 Damage 奥尔赢，那么这边卡塔尔补野边炸爆了，Kim Flash 把 PM 就封了呀，哎比亚。腹部在玩 Damage 补 die，那么 Kim Flash 高马补 die，没 D J 这么边抓到的，飞了 S Y 那个 PM 现在炸，那么 YG 那乌鲁边搜怪的呀，哎比亚。Bingling 拿着炸蒙了，你拿 P A 那里比亚。 မစ္စတီသူ flying cloud advantages ရပြီးတော့တက်လာပြီးဘယ်တဆိုင်မှုစ조사ခဲ့ဆိုတော့ညလေ YG အလဖအသုံးမဲ့ retribution ပုံစံနဲ့ပြတ်တော့သွားပြီးတော့ retreat ပြန်လုတ်သွားခဲ့တဲ့အနေအထားတခုပါတော့ပြန်ကြည့်ရမယ်ဆိုလို့ရှိရင်တော့ Juno သူ့ရဲ့ပြားတွေကလည်းတစားတစားတော့များလာပြီလို့ပြောရမယ် Han ye နောက်ချောက် rotation ကြားမှာ Juno ဟိုနောက်ထပ်တော့ flicker timing ပေးလိုက်ပါဘီအကောင်းဆုံးအခွင့်အရေးတွေကိုကျွန်တော်ဖန်တီးထားတဲ့ YG နေနဲ့တော့နောက်ဆုံးတာတိုင်မရလိုက်တဲ့အရာတခုကတော့သူတို့အတွက်တော်တော်များများကောင်းတဲ့ကျွန်တော်အခြေအနေတခုလို့ပြောရမယ်ပေါ့နော်ကျွန်တော်အိုင်နာမှာ Han နေနဲ့ရသွားပြီလို့တော့ထင်တာဘိုးရဲလေးကျွန်တော်ဒါအိုင်နာမှာ ကောင်းကောင်းကြီးဒါရောက်လာလို့ King Flash ရဲ့ retribution ကလည်းသွားရှုပ်လို့တော့မရဘူးဗျဟုတ်တယ် King Flash retribution ကတော်တော်လေးကောင်းသွားခဲ့တဲ့အနေထားပါပဲ10မိနစ်တိုင်မဲ့တစ်ခုအထိမှာတော့ Majesty တာတဲ့3ချိန်လုံးတော့သိမ်းပိုက်ထားတယ် rotation pattern အရာမှပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ Hiroki ရဲ့အမရရှိခဲ့ဦးဆိုပေမဲ့လေဒီချိန်မှာပွဲက fair ဖြစ်နေတယ်ပဲလို့ပြောရမှာပဲဗျတန်ပွဲတော့တစ်ဖြည်းဖြည်းနဲ့10မိနစ်ဆိုတိုင်မဲ့တစ်ခုအရာ ဒရိုလေး high လာပြီလို့ပြောရမှာဗျာ။ကြောက် pin flash appalling delay mythics ရော မက်ကွန်ထရိုးဝိုင်းဆိုင်ရာတာလီရရှိဖို့အတွက်ပြန်ကြိုးစားထားတဲ့နေသားတည်းရဲ့ဗျာ။အဲသူတို့ရဲ့ ground farmer တွဲလုံးအနေနဲ့ကျွန်တော် Juno ပြန်ယူထားတဲ့အချိန်ဒီမှာနောက်မှ long range damage အများကြီးပူကောင်းနေ။အောက်မှာလည်းကျွန်တော် stage map hook dash ရောက်မှာ control 3ခိုင်းဝါတဲ့အချိန်ဒီတည်းရဲ့ဗျာ။ဟွန်းခွန်သူရဲ့ inner town run တော့ defend လို့ရရနေတော့မယ်။ဘဘဘဘကိုတော့ YG စာပြီးတော့ rush ကိုကြိုးစားနေတဲ့အနေထားမှာ Mrs. C ဒီဘဘဘကိုပေးလိုက်မယ်ဆိုတော့တစားချင်းတစားချင်းနဲ့သူရဲ့ family spray တွေဒီဖြည်းဖြည်းချင်းနဲ့နောက်ဆက်ခံလာနိုင်တယ်ဗျ။ rock ကိုရဲ charge တော့မတိုက်သေးဘူးနောက်ထပ် low five ball လာဖို့20 second ဆိုတဲ့အထွက်ကြောင့်မလို့မသိစီမသိကြတဲ့အရာတွေကိုမလုံရင်းနဲ့ပဲ long nail လေးမှာ better set ချထားတယ်ဗျာအတင်းလုံးကတော့ကျွန်တော်ဒီ objective 5ပဲပြန်ပြီးတော့တဲထားတယ် objective 3ချိန်လုံးမှာ mid six ဘက်ကရောင်းအောင်ပြန်ပြီးယူထားနိုင်ရဲ့အလျောက်တော့ကျွန်တော်အိုးတထောင်းနေ charge ဘယ်တဲ့အလေးပြောင်းတကူဖန်ပြီးတော့ကျိုးလိုက်ဂျူရိုနောက်ကိုပြေးနေတာဟမ်တော်တော်လေးသွေးကိုင်းနေခဲ့ပြီဗျာ lane နေနေကတော့ကျွန်တော် stage show ဘာလို့ပြန် form သွားနေပဲ low hp ဖြစ်သွားနေတော့မှာ regeneration တော့ပြန်လုံးရမယ့်ချိန်တခုဗျာ음 juno regeneration တော့ပြန်ပြီးပဲ record ထောက်သွားပြီဒီဘက်မှာလည်း yg သူတို့ရဲ့ leaner ultimate machine ရဲ့အနေထားတခုမှာအသာလေးပဲပြန် forward ထားရတယ်ဗျာ low fight အတွက်ကတော့နှစ်သိန်းလုံးနေ second 30လောက်ထပ်ဆောင်ကြအောင်မယ်လို့တော့မြင်နေရင်းအနေနဲ့တော့ downshot division ပြန်ဖွင့်မှုတော့ကြိုးစားနေသလို mrc loss on ားလေးမှာလုံးဝတော့ division အပြောက်မခံဘူးဗျာ king flash division လာထောက်နေရမျိုးလည်းတွေ့ရတယ် low against lane မှာပြန်ကြည့်မယ်ဆိုလည်းခွန် တောက်လျှောက်လိမ်ပရက်ရှာပေးဖို့တော့စူးစမ်းနေတာဗျဒီကတော့ crowd control လက်ဦးမူရရှိရတဲ့အင်အားအများအပြားပြီးတော့ကျွန်တော်လုံလိုက်မယ်လို့ပြောရမယ်ပေါ့နော် American လောက်ဖိနေဖို့ကဒီဘက်မှာလည်းရင်ရှိရတယ်ဒီဘက်မှာလည်းကျွန်တော်ခွန်ရှိရတယ်သူတို့နှစ်ယောက်တော့ပြန်တင်ပါပဲအဲ့တော့မင်းမာတော့ဂျေခွန်နေနဲ့ပြန်လိုက်ကြည့်ကြရတယ်။ပေါ်လင်းတလင်းကိုကြောင်းထားတဲ့အရာတခုက YG အတွက် minion wave pressure တခုတော့ရှိရပြ။ low fight တခုမှာတော့ကျွန်တော် stage တို့ဘာလို့ပြန်ရှိနေသေးလဲဆို zone control ရတော့ stage ကစမန်4တဲမှာဆန်ရမယ်ဆိုရင်တော့ YG နေအသာစီးရနိုင်တဲ့အခြေအနေတည်းရဗျာ။ဟုတ်တယ် YG အသာစီးလည်းရသွားနိုင်သေးတယ်။နှစ်သိန်းတော့ရှင်းမှာ guess 40 dimension လောက်ခဲ့သလိုပဲ။သူတို့ initiative င်းပိုလုံးနိုင်တဲ့အသင်းကအားသာချက်တွေအများကြီးတော့ရရှိနေဦးမှာပဲတကယ်တမ်းပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်း WG ဘက်မှာဆိုလို့ရှိရင်လည်း flanking ကောင်းတဲ့ blend တွေလည်းရှိတယ်တဖက်မှာပြန်ကြည့်မယ်ဆိုလို့လည်းဘူရဲ့ flanking တွေလည်းရှိတယ်ဗျာဒီ flanking နေ player တွေဂျားထဲမှာတော့ initiating အကောင်းဆုံးလုံးနိုင်တဲ့အသင်းကတော့အများကြီး advantage ဆိုရနေဦးမှာပဲအပေါ်လမ်းမှာဆိုလို့ရှိရင်လည်း hand ပထမဆုံး first half တဲ့ first turn လေးကိုတော့ စပြီးတော့ရအောင်ယူထားသေးတယ်ဗျာ။လက်ရှိကတော့ကျွန်တော် zone ပြန် control တိုင်းနဲ့ position ပြန်ထုတ်ထားတယ်ပေါ့နော်။ main minion wave ကိုလည်းသူတို့ပြန်ချောင်းထားတယ်။အဓိကတော့ကျွန်တော် opponent matchup ကိုပြန်တော့ကြည့်ရမယ်။ဒါမှတွေးတော့တွေးသွားရင်အမေကျွန်တော်တို့ဒီရင်ကိုတပ်ဖို့ကတော့ရင်အရင်အရင်တော့မလဲဘူးတဖြည်းဖြည်းနဲ့လီနာဒမ်မေ့ထွက်လာပြီဗျာမက်ဂျစ်ပါဝါဒမ်မေ့ချင်ရတော့ကျွန်တော်ကင်းဖလက်ရှ်နဲ့ခွန်တောက်လျှောက်ထိုင်ပြီးတော့ပုတ်ထားလို့တော့ရတယ်ဒီတစ်ခါလော့ဖိုက်တစ်ခုကတော့ YG နေနဲ့ပြန်ယူနိုင်မှရမယ်တာတဲ့၃ရင်လုံးကမေတစ်စီကိုပေးထားခဲ့တာအိုးနီကို ဖလစ်ကပြန်ပေးလိုက်ရတယ်ဗျာဒါပေမဲ့ pull out တဲ့ together ပါနေတဲ့အချိန်ဒီမှာတော့ तू ဖလစ်ကပြန်ရမယ့် timing ကနည်းနည်းလေးတော့မြန်နိုင်ရေပေါ့နော်ဟုတ်တယ် Nico ဖလစ်ကတော့ပေးထားတဲ့အချိန်တစ်ခုပဲ YG အဲ့တော့ခွန်ကောင်းယူပြီးတော့ပဲ low force ပို့တော့စူးစမ်းနေရလားဟန်အနေနဲ့ long နောက်မှာရှိတယ် low AP 25%လောက်ပဲကျန်တော့တဲ့အချိန်တစ်ခုမှာခွန် vision ပြထားသေးတယ်ဟန် rolling fusion မရအောင် get flash အကောင်းဆုံးပေါက်ပြသွားနေတယ်ဟန်နောက်လိုပြန် forward ထားရတယ်အိုးဒီမှာတယောက်နဲ့ကျန်နေခဲ့တဲ့ blink juno လက်ထဲမှာတော့အသက်ပေးလိုက်ရတယ်မခွန်ဒီဘက်က stay position အကုန်လုံး short ချထားသေးတယ်ဟိုးနောက်မှာလေ lina တောက်လျှောက် a gun နေရဆိုကြ Nico SY ပြန်တော့ပေးတော့မယ်လေ Blitz Spray နဲ့ 1G you get တကောင်းမပေးလိုက်ရတာဗျာ King Flash ကတော့ဒီနေ့က Kyrie Win ဘူးနေပြီเนาะကျွန်တော် Retreat Power ရဲ့ဘာရတော့ 写外表，然后就是他的童年了，有皮大的，老来就是没牙牙，偏跑皮大的，今天底下毛是写外表，而没得实力呢，偏为了五十九大大的没毛的，反正然后偏有短的皮肤，万金不个，弟弟，我们这反内的故事偏短了，外表，万金这反正是转来转去啥点子，木落老年的老地方没得事，每个人都是十八岁到九年的，万金这些老年的爱的没得钱的，没牙不个多，到时候的反没有了，少钱的也没有多样的，那么下面呢，就为这些事，naive, siege, a, 你要的反木落什么？这些嘛，零二年的咯。 growth ရတဲ့နှစ်ချယူထားတာဒီအရင်ကောင်းတဲ့စပယ်တစ်ခုရဲ့လို့တော့မဟုတ်သေးဘူးဗျာ SY လောက်ဆိုရင်တော့ပို့ပြီးအဆင်ပြေနိုင်မယ်လို့တော့ယူဆရတယ်ဗျာဒီချိန်မှာတော့ YG ကတခုခုတော့လုံးမတော့ရမယ် area control နှစ်ချိန်တိတိဒါနဲ့နောက်ဆုံးတက်တာတွေ fight နဲ့ Jordi long fight တွေမှာအများကြီးထိန်းချောင်းထားနိုင်တယ်ဒီကိုလည်းအကောင်းဆုံးမောင်းထုတ်ထားပြီးတော့ retreat ရဖို့အတွက် chess ခွင့်ရေးဒါမေးတွေးရမယ်လွယ်ဦးရင်ပြန် for နေရတယ် fail SY အောက်မှာထွက်ကြတယ်ဗျာလောရောကျွန်တော်နောက်ထပ် mega lane တွေပါဖြတ်ရိုက်နေနေပဲ king flash နဲ့ပြန်ထိုးထားတဲ့အချိန်မှာ mega တလဲရော မစ်တိတ်စီအနေနဲ့စတင်ပြီးတော့သိမ့်ပိုက်လာတယ်။ညတော့မပြေးပြီးတော့ဒိုးလိုက်ဒူးမဲ့ကွန်ထရိုးဂျူနိုပြန်ပြီးတော့ပေးလိုက်ရတယ်။နီကိုကဒေါင်းသွားတယ်ဗျာ။ဘလင်းဖလန်ကင်းလေးအကောင်းဆုံးပြသွားနေတယ်မယူကင်းနှက်ကောင်2 1 3ဆိုတဲ့ပုံစံမျိုး YG ပြန်ပြတာထားသေးတယ်ဗျာ။မစ်တိတ်စီဒီချိန်မှာတော့သူနောက်ကအသားလေးပြန် format လိုက်ရင်းနေပဲသူတို့ရဲ့ first zone နဲ့ attack ကင်းသည်မဂါထားတဲ့တိုင်ရရှိခဲ့ရဆိုတော့တန်နေတော့မဲလို့ကျွန်တော်တို့တတ်မှတ်မှာပဲဗျာ။ Hero K တွေရဆိုရင် YG ကတောင်းချောက်ဦးဆောင်နေတဲ့အချိန်တွေတခုမှမရှိရဲ။ဒါပေမဲ့ objective 5မှာ ဟဲရီရီတကူပဲလိုအပ်တော့တာဂိမ်းနံပါတ်3ရတော့ကျွန်တော်နှစ်သင်းလုံးအတွက်ဒါတကယ်ကိုအရေးကြီးတဲ့ပွဲနေတကူဖြစ်လာခဲ့ပြီပေါ့နော်ဟုတ်တယ်ဂိမ်းနံပါတ်3တကယ်ကိုအရေးကြီးတဲ့ပုံစံတကူအရာနှစ်သင်းလုံးအနေနဲ့ကလည်းသူတို့အကောင်းဆုံးဆိုတဲ့ပုံစံမျိုးတွေပဲခြားပြတာမျိုးတို့တွေ့ရတယ်အဓိကတော့နှစ်သင်းလုံးမှာကျွန်တော်တို့စပွဲပေးကြီးလိုက်လို့အဆင်မပြေဘူးတင်နေဆိုလို့ရှိရင်ပြန်ပတ်တာမျိုးအရာ73မိနစ်တိုင်မင်တကူမှာနှစ်သင်းလုံးတိုတခင်းနေနေအေး9ကီလောက်ပဲရှိအောင်မဲ့နေထားဗျာ ကျေဦးမိုက်တဲ့ပွဲတခုတော့ကျွန်တော်တွေမြင်တွေ့နေရဗျာကျွန်တော်ဒီနေ့ပွဲစဉ်မှာ2-0 2-0နဲ့ကျွန်တော်ပြန်ပြီးတော့ပြတ်နေပြီမဲ့ဒါဒီနေ့ရဲ့ match day ပေါ့ဗျာ YG နဲ့ Mythic C နဲ့ပြန်ပြီးတော့တွေ့ကြတယ်အဲဒီနေ့သင်ရဲ့တွေးဆမှုတွေအောက်မှာ game 3ကိုရောက်တယ် အဲကျရှုနေရဲ့ဂျရဒန်ဤကိုရီအားလုံးအတွက်ကလည်းတကယ်ကိုရင်ခုန်ဆိတ်လို့ရှားပွဲခိုက်တန့်တွေကိုဒါဖန်တီးထားနိုင်တဲ့နေသားတည့်ရလို့ပြောမယ်။ကင်ဖလက်ကဂါလီဟမ်ဘတ်တော့ပြန်ပြီးလာပြီ။ဒါဆိုရင်တော့သူဒါမေတက်ကန်လို့ပေးဖို့အတွက်ပိုကင်ဒါမေ့ချ်ကတော့ခံထားပေးလို့ရတယ်။ဘာလို့လဲဆိုတော့ကျွန်တော်ဖီလီကသူကလည်းသူပြန်တန်းမဲ့ကိစ္စအခြေအနေဗျာ။ဟုတ်တယ်။ regeneration နဲ့လည်းသွားကောင်းနေတဲ့နေသားတခုမှရှေ့တယ်ပေါ့လေ။မတစီဒီချိန်ထိမှတော့ကျွန်တော်ဒါရှေးဝေးမှာပြန်ကြည့်မယ်ဆိုလို့ရှိရင်မတစီအနေနဲ့ရလက်ကတိတ်မကောင်းခဲ့ဘူးဆိုပေမဲ့လေသူတို့ရဲ့ကျွန်တော် season 1 grand final မှာသူတို့အချင်းချောင်းနိုင်ခဲ့ဆုံး1ဂျီတော့သူတို့အကောင်းဆုံးပုံစံနဲ့ပြန်ဆော့ပြနေတာဗျ top 5နဲ့ top 3ဖြစ်နေခဲ့တယ်ဆိုပေမဲ့လည်း Messi ရဲ့ပြန်လည်း bounce back လာတဲ့ပုံစံတွေက1ဂျီတော့တော်တော်ကြီးအခက်အခဲတစ်ခုတော့ဖြစ်နေစေခဲ့တာမျိုးကျွန်တော်တို့မြင်နေရတယ်1ဂျီနဲ့ပြန်ကြည့်ရမယ်ဆိုလို့ရှိရင်လည်းတစ်ဖက်ကနေပြီးတော့ the seal တွေကိုဖြိုးဖျက်ဖို့အတွက်ကတော့နောက်ဆုံး game 3တော့ရောက်လာနေပြီ lock ပေါ်ဖို့1 second ဒီချိန်မှာဒီမှာ game flat လက်ထဲဥစား lock ထပ်ပေးလိုက်ရမယ်ဆိုလို့ချိန်တော့ resolution battery မှာဘယ်သူပိုတာနေလဲဆိုတာမျိုးကျွန်တော်မြန်ဝါထထနေတွေ့ရတော့မှာဗျာ king flash ကတော့ကျွန်တော်ဒီနေ့ပွဲရင်မှာ retribution ပေါင်းရတဲ့အပိုင်းကတော့နော်ကျွန်တော်တော်တော်ကြီးကိုယုံကြည်မှုကျွန်တော်ပြင်းထန်နေတဲ့အချိန်လေးလို့ပြောရတယ်ကျွန်တော်ဒါမရရနိုင်တဲ့ကျွန်တော် chance ရနေပြီးတော့ဒါအသင်းကလည်း create လုပ်ပေးတဲ့အချိန်တွေတည်းရဗျာအခုလက်ရှိမှာလည်းကျွန်တော်လောင်းတော့တောင်းချောက်တော့ပြန်ပြီးတော့ force နေ mythic scene နောက်မှာတော့ကျွန်တော် con blade နေနဲ့ခုနကလိုမျိုး movement လေးတစ်ခုပဲလိုအပ်တာ retreat retreat မ king flash ပဲပြန်ပြီးတော့ဥသွားပြီးပြန်ဝင်လာဖို့ကြိုးစား blade ဖြတ်ပြီးတော့ထိုးရမယ်ရင်းနေနဲ့အန်နေများတဲ့ချိန်နဲ့တည်းဒါပေမဲ့နောက်မှာတော့မင်းသိစီသတင်းလို့ပြန်လိုက်တိုင်းနေပဲကြံနေကြဘလင်ဖေးစ်ထွက်ထိုးဝင်မယ်မရဘူးပြပြန်ချသွားတဲ့ချိန်နေမှာတော့ YG သတင်းလုံးနောက်ကိုပြန်ပြီးတော့ဆုတ်ခွာနေရပါဘူး YG forward line ရဲ့အနေထားတစ်ခုပါပဲ retribution နေမှာတော့ shout တွေ king fly ရဲ့ statue ရ retribution ကိုဘလို့မှမကြုံနိုင်တာမျိုးတော့တွေ့နေရတယ်ဗျာ YG ဒီချိန်မှာသူတို့ရဲ့ hand retribution ကလည်းကောင်းမွန်နေခဲ့တယ်ဆိုပေမဲ့လည်းဘတ်ဆက်တဲ့ချားမှာတော့ဒီ low fight ဒီမသက်စီဘက်ကပဲရရှိသွားခဲ့တာမျိုးတော့တွေ့ရတယ်ဒီချိန်မှာကျွန်တော်မသက်စီ ထပ်ပြီးတော့ပဲ high ground ထက်လာဖို့ကြိုးစားအောင်မပြတော့မှလည်း blink အနေနဲ့တော့ကျွန် flank ကြီးလေးမရှိတဲ့အချိန်တစ်ခုမှာမတစီကျွန် melee ရဲ့ mega tower တစ်လိုင်းကိုမှ crop ပဲကိုးမယ်လီနာထိုင်တဲ့ချာဂျာမခွန်စာပြီးတော့ကြာသွားနောက်မှပြစ်ချက်နေတော့ juno draw လေးတော့အားကောင်းတယ်ဆိုတော့ညာလေတစ်ဖက်မှာတောက်လျှောက်တွေရှင်းနေနေ regeneration လေးပြန်လုပ်ပြီး forward ထားပါသေးတယ်ခွန်တစ်ကောင်တော့ပြန်ရလိုက်တယ်ဒါပေမဲ့10 second မှာ minion wave 3 wave လုံးပြန်ထွက်လာတော့ဆိုတော့ throw skip ပြီးတော့ဖြည့်ရှင်းတော့လို့ရမယ့်ပုံစံတစ်ခုပဲနောက်မှာတော့ တင်လာ short seat လေးပါလေပြန်လာပြီးတော့တို့စင်းတော့စဉ်းစားနေသေးတယ်ပေါ့နော်ဒါပေမဲ့ကြံနေခဲ့တဲ့အချိန်မှာပြန်တော့ four ရယ်ဗျာ mid seat နေနဲ့အရင်တိုးလို့တော့မရသေးဘူးဗျာအလံဝေး damage ရကျွန်တော်တို့ဒါ lina အနေနဲ့တထုံးလေး charge နဲ့ imu နဲ့ပြန်ကူးထားတယ် elbow ပြန်တိုက်တယ်ပေါ့နော်တကောင်ရလိုက်ပြီးတော့ကျွန်တော်ဒီတစ်ခေါက်ထွက်လာတဲ့ long ကိုလေတို့ကောင်းကောင်းကြီး defense ထားတယ် ုတ်တယ်ဒီချိန်မှာလဲကျွန်ဝိုင်းကြီး defenses ကိုတော့အကောင်းဆုံးတော့ပြတ်နေတုံးပဲဗျမသိစင်းနေနဲ့ကြည့်ရမယ်ဆိုလို့ရှိရင်တော့သူတို့အနေနဲ့ကကျွန်ဟူဂီတွေဇာရိုက်ခဲ့တာမျိုးတော့မတွေးရဘူးဆိုပေမဲ့လေ objective battle တိုင်းမှာသူတို့ရဲ့အားသာချက်ဖြစ်တဲ့ objective တွေကိုတောက်ချက်စကြွားလုပ်နေကြတာမျိုးတွေ့ရတယ် ်တတသုံးချိန်လုံးသူတို့နေနဲ့ဘတ်တဆက်တဲ့မရအောင်ဆိုရင်တော့မှပဲ game flyer retribution ချားမှာရအောင် unite နိုင်တာမျိုးရှိသလိုလောက်လဲနှစ်ချိန်ဒီချိန်ထိမှလည်း take down လောက်ထားနိုင်တော့မယ် hugh မတအောင်ဆိုပေမဲ့လည်းဒီချိန်မှာသူတို့နေနဲ့ network gap ထောင်းချောက်လောက်တိတားနေရဗျဒီချိန် network gap ဒီဆိုရတဲ့ item swap ဖို့လောက်ကိုပဲကျွန်တော်ပြန်ကြည့်ရမယ်ဒီက carry player တွေက item mass နေပြီဒါမဲ့အောက်မှာ stage နေနေ item drop ဖို့လိုအပ်တယ်တကွာလောက်ပဲကြံတော့တာပါ holy crystal သွားထားတယ်အမှသူကကျွန်တော်တက် item ကိုပုံမှန်ပုံမှန်ကျွန်တော်ဒီ heritage ဒီပါလို့ရှိရင် holy crystal သွားကြတယ်ဒါမဲ့သူက divine cleave ကိုအရင်သွားပြီးမှ holy crystal ပြန်သွားထားတယ်ပေါ့နော် အဲ့ဖမာရောဂျေရိုဒါဂျူနိုအိုင်ဒန်လုံးဝဖူးမက်သွားပြီ180ဘိုင်ပြန်ထည့်တိုင်းနေပဲရရလို့သူတို့အိုင်ဒန်ဆွမ်းမယ်နဲ့တူရယ်ဖဲလာအဲစရိုက်တက်ချေတိုင်းနေပဲမီနီယံဝေးကကျိုးရှင်းနေဘယ်ရီကိတ်ရန်အင်းရောမတိုက်သေးဘူးဗျအတီးကကျွန်တော်ဒီမေဂါလင်းရရှိထားတဲ့အချိန်မှာမေသိစီနဲ့မီနီယံဝေးပရက်ရှောက်တောင်းလျှောက်ပြန်တွန်းလာတယ်စချောင်းမိနစ်ကျော်လာခဲ့တဲ့အချိန်မှာမီနီယံဝေးတီရယ်ကျွန်တော်ဒီလမ်းလျှောက်တဲ့မူမန့်စပီးကလည်းပုံမြန်လာဆိုတော့လော်ရီကကွန်ထရိုးဘိုင်မှာမေသိစီနဲ့တေတာဘောပိုဇီရှင်အသာပြန်ယူမဲ့အချိန်ဒီဗျဟုတ်တယ်မေသိစီသူမတိကြတဲ့ high ground တော့မတက်ပရင်းနဲ့ပဲသူတို့နေတော့ကျွန်တော်မေကွန်ထူး90%လောက်ယူဖို့တော့ကြိုးစားနေသေးတယ် 别讲王金叶蒋介石，我们共产党背他的一边，老暴露，动辄七十个十万的他一口嘛。<music> <music> မသိရသေးရှင်မှန်နေတော့မဲ့လို့ကျွန်တော်ပြောရမှာပဲဗျ YG ဒီချိန်မှာ flying cloud map ဖြစ်နေတဲ့အတွက်ကြောင့်မလို့ flying cloud map အရာ lower hand နေကျွန်တော် low fight ကိုပြေးဝင်ဖို့လွယ်ကူနေတဲ့ map advantages ကို YG အသုံးချနိုင်မလားကျွန်တော်ထပ်ပြီးကြည့်ရမယ်ဗျာလာလို့ရှိရင်လည်းကျွန်တော်ဒီ second charge နားလေးလောက်ထိတွတ်မြင်မြန်ဆန်လာလို့ရတာဆိုတော့ဟိုကျွန်တော်ဒီအိုင်နာမှာ position ရပြန်တယ်ပဲပုံဝင် damage ပေးခံရပြီး regeneration လုံးမယ်ဆိုရင်တော့မှ battlefield လာချိန်မှုအတွက်မြန်ဆန်သွားလို့ရတဲ့အချိန်ကြီးဗျာ stage ကလည်း item mass ဆိုတာ concentrated energy ပါလာပြီ HP လည်းပို့များမယ် spare van တော့မှလည်းကျွန်တော် concentrated energy ကပြန်ထောက်ပံ့ပေးနိုင်တာဆိုတော့ ်ဘယ်တဲ့ဆိုင်မို့တခုပဲလိုအပ်တော့တာဗျဟုတ်တယ်ဒီချိန်မှာတော့ကျွန်တော်နီကိုပရက်ရှာလေးတော့တောက်လျှောက်ပေးထားတယ်အဓိကတော့ကျွန်တော်လော့အဂန့်စ်လိန်မှာပရက်ရှာပြီးနေအောင်လို့တောက်လျှောက်တွေကိုနီကိုအနေနဲ့အဲဆွိုက်တွေလိုက်ချပေးနေရဗျရှင်ဒီလောက်တော့လက်မလွတ်ချင်တဲ့ပုံစံအရလော့နားမှာဗေရှင်တော့သွားထောက်ထားတယ်တမမလည်းကင်ဖလက်လည်းရှိတယ်နှစ်သိန်းလုံးနဲ့ပြန်ကြည့်မယ်ဆိုတော့မက်ဂျစီကတော့လော့နားမှာလော့သုံးနားလေးမှာသူတို့၅00လောက်ဆက်တဲ့လေးကပိုတိကျနေတယ်တော့မှပြန်ကြည့်မယ်ဆိုတော့ 1G ရှင်းမှာရင်းပိတ်ထားပြီးနောက်မှာလေးနာဝိုင်းချနဲ့ဖြတ်တိုက်မဲ့နေသားတခုလည်းပေါ်တောင်ထားသေးတယ်ဗျာ ตัวนี้น่ะตองออกมารีสเตปเปลี่ยนจ่าเลยคอนเนเนอร์บลิงอินฟอร์เมชั่นตีท่าเลยโอ้โหเนเน่นี่ก็วีโอวีเนี่ยลอร์เมียนๆฟูจริงๆเดี๋ยวก็รีจูอ่ะเลยเคนแฟลชไปเวยูมาแล้วเปลี่ยนจ่าไปเคนแฟลชดูนี่อะเกนวินเนอร์คอนเนเนอร์เปลี่ยนมีโอเคมีแต่ตอนนี้จัสมาฟูลแมน Juno 边家多一点，Gary 本来要买西欧的，结果尼玛又换机，第二股东家又转出宝，电信那边来又登卖场了，宝贝。所以这边开呢，这边换机，所以我不觉得收收来是多难的，所以嘛，快买来也不见你，对不对？边老罗到时候偏什么罗招商没，就每个人在那边，老罗浦源那边跑的开汤，比如罗，他汤不招商没，就这边没得交流，老罗搞的多离 restaurant 贵呢，对吧？啊，然后老三班人呢换机，老到时候偏你那边换位不收，就这样了。再看那些呢，从那个老人的袋里头抽到的，不偏来。 င်သေးတဲ့အနေအထားတစ်ခုပါပဲ။ Minion Wave ကတော့ပါတယ်။ Carazio ကိုသူတို့ဘယ်လောက်ထိထိန်းသိမ်းသွားနိုင်မလဲ။အကျန်တဲ့ Laning Phase ကလည်းပြန်ကြည့်ထားတယ်။ Feather Airstrike တက်ချဲတယ်ဗျာ။ Lilith ဖြတ်တိုက်ထားနေပဲဝင်လာခဲ့တယ်မှာ Stage ပေးလိုက် Damage က Nico သွေးတော့ကိုင်းသွားတယ်။ Minion Wave ပြန်ထွက်လာတယ်ဆိုတော့ YG ရိုင်းတက်ဖို့မလဲဘူး။ King Flash 5 second မှာ Juno 3 second Reborn Time ဆိုတော့ YG ဘက်ကပြန်ဖောင်းရမယ်အချိန်ကြာလာနဲ့မြတော့ကျွန်တော် objective ရရှိရဆိုတာထက် K ရရှိတဲ့အပိုင်းမှာ rebound တိုင်းကြာမြင့်လာတဲ့အရာတွေကအဆုံးပြတ်ဖြစ်လာတော့မယ်ဗျာဟုတ်တယ်ကျွန်တော်နောက်ပိုင်းလေကင်းကိုရောက်လာနဲ့မြတ် objective တွေကပြန်ဖြည့်ရှင်းလို့ရတယ် damage output တွေများလာတဲ့အခါမှာရှိတယ် သောညာလေး response time နေပြန်နဲလများလာတဲ့အချိန်တခုမှာတော့ UK ပေးရတဲ့အသင်းကတော့ပို့ပြီးတော့ပဲကျွန်တော်ဒါဆုံးရှုံးမှုတွေပို့များလာလိမ့်မယ်ဝိုင်ဂျီနေနဲ့ပြန်ကြည့်ရမယ်ဆိုလို့ချင်တော့ early to mid မှာ throw နေတဲ့ UK တာခဲ့တယ် objective တွေဆုံးရှုံးခဲ့ရဆိုရင်မဲ့လေ mid game နဲ့ late game မှာ throw ရဲ့ strong zone found တခုဖြစ်လာဖို့အတွက် stage ကို potential အများကြီးမြင့်တင်ပေးတာမျိုးတော့တွေ့ရတယ်ဗျာ stage full item ဖြစ်သွားတာနဲ့အတူပဲ YG သူရဲ့ strategy အသက်ဝင်လာတဲ့ပုံစံတခုရတစ်ဖက်က medicine ရဲ့ melee mega tower ကသူရိုက်ချိုးထားနိုင်တယ်မျိုးတော့တွေ့ရတယ်ဖွဲရော19မိနစ်တိုင်ပုံနဲ့အတူတူပဲတော်တော်လေးတော့ high line နေပြီလို့ပြောရမှာပဲဗျာ the tony charge ကဘသူကအစ်စ်လဲဆိုရဲမေးခွန်းဗျာเนาะကျွန်တော်ဒီမေးခွန်းကမကြိုင်ချင်ရင်ကလာတော့မှာလက်ပြောင်းနေကုန်လုံးလီနာအနေနဲ့တကယ်ကိုကျွန်တော်လှုပ်ပြရဲ YG နဲ့ကျွန်တော်ဒီ AI ဖွဲနေမှာလဲကျွန်တော်ဒီလီနာရဲ့အဲ့ဖလက်တီနာတစ်ပေါက်ကတော်တော်ချမ်းတဲ့အခြေအနေမှာရှိရဲ stage က ဟိုရီကေဘာထည့်ပြတာပါဖနက်ကဖြုတ်ပြီးတော့အဲ့တော့ကျွန်တော်ခုနကပြောလို့မရှိတက်မဲ့ကိစ္စတွေမှာကျွန်တော်တို့ဒါပြန်တင်ပေးမဲ့ကိစ္စပိုများလာပြီလို့ပြောရမှာပေါ့နော်ပြီးတော့ magic defense မှာလည်းဟိုရီကေပါလေးတယ်ဟုတ်တယ်ဟိုရီကေရပါနေတဲ့အနေအထားတစ်ခုဆိုတော့ဒီဘက်က medicine သူစီရတာ niko ရဲ့ magic damage တွေဒီတိုးပေါက်လာပါမလားဆိုတဲ့မေးခွန်းတစ်ခုတော့ရှိတယ်ဆိုတော့ညာလေ Henry နေနေသူစီက damage ရှောက်ဖို့နဲ့ back line တော့ဝင်နိုင်မယ်ဆိုတော့ Nico position တဲကတော့ခက်ခဲနေအောင်ပါပဲဗျာ။နှစ်သိန်းလုံးနေနေကျွန်တော်ဒါ session minute timer တစ်ခုမှ medicine ကျွန်တော် map control ရဲ့90%လောက်ထိရယူနိုင်ခဲ့တယ်ဆိုပေမဲ့လည်း20မိနစ်ရောက်သွားတဲ့အချိန်မှာ map control 50 50ထိပါပြန်ရောက်သွားတာမျိုးတွေ့ရမယ်။ reverse ဆုံးမှာပဲနှစ်သိန်းလုံးနဲ့ရစ်တိရစ်တိတော့ပြန်ဖြစ်သွားပြီဗျလုံးပေါ်လာဖို့38စက္ကန့်မှာလုံးဝပြန်ဆောင်တော့မှာချိန်ချာလာနေမြောက်နှစ်သိန်းလောက်ပါအခုနောက်တော့လိုမျိုး objective phase တွေမှာ hero key ရောက်ဖို့တွေပြန်ကြိုးစားရမှာ hero key တွေကတပွဲတစ်လျှောက်လုံးမှာ yg က battle sign တိုင်းမှာ hero key ရတယ် objective လက်လွတ်ပေးထားတယ် ဟန်နေတော့ကျွန်တော်ဒီချင်းတစ်ခါပဲအတင်းအတွက် objective လေးရယူပေးနိုင်မယ်သူတို့အတင်းနေနဲ့ Hiroki ရမယ်ဆိုရင်တော့ဒီပွဲအတွက်နော်ကျွန်တော်ဘယ်ပြောကောင်းမလဲပေါ့ဗျာ YG အတွက်ချုံမြိန်သွားမှာပေါ့အဲ့မဲ့ Mate C ဘက်ကလည်းကျွန်တော်ခုနကပြောလို့ Grandfather Trailer တခုရှိတယ်အဲ့ဒါကိုမှကျွန်တော်ဒီ damage တက်လုတ်ပေးဖို့အတွက်လည်းပါတာဆိုတော့ area control ဘိုင်းနဲ့ကျွန်တော် position နေယူရတဲ့အပိုင်းနေ damage ပေးရတဲ့အပိုင်းနေက Mate C နေနဲ့အများကြီးပြန်စင်ပြေခိုက်တန်ဗျာဟုတ်တယ် Mate C သူတို့ area control ဘိုင်းနေမှာကျွန်တော် charge တွေ SRI တွေကတော်တော်လေးအလုံးဖြစ်နေကြတာမျိုးတော့ရှိတယ် အပေါ်မှာပြန်ကြည့်ရမယ်ဆိုတော့ YG Law Against Lay လေးမှာ pressure လေးပြန်တော့ပေးဖို့ကြိုးစားရပြားပွင့်လင်းပြောရလို့ရှိရင်ဒီ follow ဒီမတတိဘက်ကတာတယ်လို့ကျွန်တော်တို့ mention လုပ်လို့ရတယ်ဘာလို့လဲဆိုတော့ Law Against Lay မှာ YG နေနဲ့ mega tower ပေးထားရတယ်တော့မှ Majesty သူတို့လည်း mega tower ပေးထားရတယ်ဆိုတော့ညာလေမင်းလင်းရဲ့ mega tower oh 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 bling တော့ရောက်လောက်ကြားထဲမှာကျွန်တော်ပြေးထွက်ဖို့တော့ဝင်ကဘာလမ်းပုံစံတော့ဖြစ်နေပြီပထမပူရင်ပြန်ပြီးတော့ hunter ရဲ့ဂျားမှာတော့ bling flicker timing quick လေးနဲ့ respond ကောင်းကောင်းလေးရှောင်ပြသွားတာဗျာဒီရောက်လောက်ထိတာ誒မှတ်မှာလဲပေါ်သွားပြီ YG နေနဲ့တော့ ကျော်ဒီခွင့်ရေးအကောင်းဆုံးသောအခွင့်အရေးတစ်ခုလို့ဖြစ်မယ်ဗျာအဲမဲ့ကျွန်တော်တို့က team mate တွေပြန်ရောက်လာပြီဆိုတော့တို့အနေနဲ့ reset ချဖို့ပဲကြိုးစားမိနေတွေ့တယ်။ဒါပေမဲ့တို့ရလိုက်တာ tectonic ချဆိုရယ်ဘယ်လိုလဲအလဲပြောင်းဖြစ်နိုင်နေ ultimate အကြီးကြီးတစ်ခုကိုဘူရဲစီကရလိုက်တာ a blame back ကလည်းပြန်ဖေးလိုက်ရတဲ့ရာ flick ကဗျာ ultimate နဲ့ flick ကဖေးရတဲ့ comparison ရဆိုရင်တော့ကျွန်တော် flick ကဖေးရတာနည်းနည်းစိုးမယ်နဲ့တွေ့တယ်။ failure rate တစ်ချဲတိုင်းနဲ့ရင်းနေနေတော့တွေးတော်တော်လေးကိုင်းသွားတယ်ဗျာ။ point လေးပြောရင် flick က timing က120 second ဗျာကျွန်တော် second 120ဆောင်းရတယ်။ အယ်ဂျီမီကူတော့အဲ့လောက်မကြောက်ဘူးဗျာ။ Oh blame blame flanky လေးတော့မြင်ကျင်တဲ့အနေထားတစ်ခုမှရှိတယ်ရှင်။ patient တွေကကိုဖော်ပြထားသလိုခွန်ကလည်း back line မှာတော့ရှိနေရင်းနဲ့ပဲ။ Blame ကို line aim နေတာ။ line aim ထားတာဗျာ။ low resolution ပေါက်လာပေါ့တော်လေးနေဆက်နေရင်းနဲ့ပဲ။ဟိုးတော့မှ knee ကို back line မှာဝင်ကြည့်မယ်လေ။ blame ဝင်လာကတည်းကမှ knee ကိုအကောင်းဆုံးမှရှောင်ပြထားတဲ့ game plan resolution 100% rate နဲ့ဒီချိန်မှလည်းရယူခဲ့သေးတယ်။ပုံရဲဆက်ပြီးတော့ကြာမယ်အနေထားတစ်ခုချက်မှ wave ပြီးတော့ knee ကိုရှင်းထားမယ်အဆုံးသတ်နဲ့မှကြာမှညက်သွားတဲ့ခွန်ယူကြည့်တော့ပေးလိုက်1 for 2 trade ပတ်တယ်လေးမှာတော့ matchy low ရရှိခဲ့တဲ့စောစောညာလေးအကြရှုံးပုံမြ Oh my god! King f l a s h g o d zero objective. ်တန်တဲ့၃ချိန်ကျော်လော်၄ချိန်ထွက်ခဲ့သည့်တိုင်အောင်ဒီ objective တွေအကုန်လုံး king flash ကကျွန်တော်သိမ်းပိုက်ထားခဲ့တာဆိုတော့ဒီနေ့ပွဲနေအတွက် retreat call ကတော့ကျွန်တော် king flash နေနဲ့ကျွန်တော်ပြရမယ် message the goal immortality right time ပြန်ပြီးတော့ဝယ်ပေးထားရပြဗျ in the crown ဆက်သွားမှာ stay နောက်ဆုံးတစ်ချက်မှာ juno immortality ချက်ချင်း stage ပြန်ဝယ်ထားရပြ resident အောက်မှာ shut down ပြန်ပြီးတော့ပြလိုက်ရအောင်မှာ blue information သိဝိုင်းတယ်မင်းဒီကိုတကောင်ပြန်ပါခေါ်သွားသေးတယ်တော့ဖြည့်ရှင်းဖို့အတွက်ကတော့အောက်မှာ hand နေနဲ့ဖြည့်ရှင်းပြီးသားပြီဆိုတော့ ဒီမှာမဝိုင်းချီလေးနဲ့ defender တကူကိုတော့ပြန်တဲဝါပြီလို့ပြောရမယ်ဝိုင်းချီ defenders ကအဆင်ပြေသွားတယ်မဂျူနိုတိတယ်တော့တိနေတော့မယ် blend ဘာကြီးလုံးပြအောင်မှလဲဂျူနို blend ဆိုရင်ဂျားထဲမှာနောက်မှဘိုရဲလေးကလည်းပါနေတော့မယ် blend ရှောင်ပြေးဖို့လမ်းစရာတော်တော်လေးကိုခက်ခဲနေရတာဗျသူ teammate တွေတော့ပြန်ခေါ်နေပြီ lina ပြန်ရောက်လာဖို့လို့ရှိမယ် hand လည်းပါလာမယ်နေသားတကူမှာ blend တောင်းခံနိုင်ပါမလားချာရမှာဖြတ်တိုက်ထားတယ်ဂျာအမတို့ဂျူနိုဟီယူကီရရဆိုတော့ညာလည်းနောက်မှာဟန်လိုက်တော့ချောင်းနေတော့မဂျူနိုဖလက်ကတိုင်းမီပြန်ပြထားတယ်အနေထားမှာတော့ဟန်နောက်တော့ဖောဘက်ပဲဒါပေမဲ့ကင်းဖလက်ယူနီတီရောလာနေတယ်ပဲဟန်မြူးပြသွားပြန်ပြီဗျာကွတ်တီပဲဒါပေမဲ့ချက်ပါလာပြီလီနာတထုံးနေချန်ဆောပြန်ပြီးတော့ဂျန်နေချိန်တမ်းမရှိအောင်မှာတော့ထရူမန်အယ်ဘိုးနောက်မှာကွန်ပါရီဗျာနောက်မှာလည်းကျော်ပြန်ပြီးထိန်းနိုင်နောက်မှာဟန်အင်မော်တယ်လတီကြာသွားပြီစတာဒန်စီအောင်မှာရှီအပ်ဆော့တိုင်းနေပဲလီနာပါကြာသွားရင်နောက်မှာဟန်မှာပေးလိုက်ရတယ်ဗျာဖော်မန်တောင်းရီပွန်ဒိုင် 16 seconds, I'm a mythic scene in here. Dream in your wave နဲ့တူတူပဲပွဲတစ်ခုလုံးတော့ကျွန်တော်အဆုံးသတ်ဖို့ chance ရှိနေပြီဗျာတော်တော်ညာလဲ stage ပြန်လဲပြီးထွက်ပေါ်လာတဲ့ပုံစံတစ်ခုရဲ့ majesty အမ်ဖို့လွယ်ရောမလားဆိုတဲ့မေးခွန်းကလည်းရှိတယ်ကျွန်မင်းမာတော့ဂျူးနို creed တော့ပြေးခေါ်နေပြီ2 lane push ရှိဦးမယ်ရွေးချယ်တော့မှာဗျာ5 man stand မှန်ကျန်နေခဲ့တဲ့ majesty ငါးယောက်လုံးပြေးတော့တက်လာနေပြီဗျာ1 shi နှစ်ယောက်ထဲနဲ့ defend ဖို့လုံလောက်ပါမလားရှင်ကျွန်မင်းလဲ creed အကုန်လုံးဖြတ်ခေါ်ဖို့တော့ကြိုးစားနေတယ်အချိန်နေဝယ်ဖို့တော့ကြိုးစားနေပြီမယ်လေနေခုံ air strike တော့တောင်းချတော့ပြန်ချနေတော့မယ်ကျွန်မတို့ stage တယောက်ထဲနဲ့ creation ကနည်းလေးတိုင်ပတ်နေတဲ့အနေထားတော့မြင်နေရတယ်ဗျာရှင်ကြောက်မလား ချရပြဖြတ်တိုက်ထားတဲ့နေသားမလို့ရှင်းမသေးသေးဘူးအချိန်နဲ့တောင်းလျှောက်ဝယ်ပေးတဲ့အချိန်မှာ stage creator ပြန်ရှင်းပြနေတော့မယ်ဗျာ what a play yeah တကယ်ကိုလဲသားသွားပြီလို့ကျွန်တော်ပြောရမယ်ဗျာမစ်သစ်အနေနဲ့ဒီကဲကိုကျွန်တော်အမ်ဖို့အတွက်ခွင့်ရတခုရရှိခဲ့ရင်မဝိုင်းကြီးဘက်ကကျွန်တော် minion way time တန်းစကတ်မှာကျွန်တော်ယင်နေတဲ့ဒီရတခုသုံးချပြီးတော့ပဲမစ်သစ်စီဘက်က minion wave တွေရောကျွန်တော် player တွေအကုန်လုံးစီက damage တွေအကုန်လုံးတောင်းသွားခဲ့ပြီဆိုတော့ yg နေနေတော့ survivor ရာရှင်တောင်းသွားခဲ့တဲ့အရာတွေ attention တွေ creep တွေအကုန်လုံး damage တွေအကုန်လုံးစားသုံးနေတယ်ပဲ YG သူတို့တွေလုံးဝ YG ပြီးတော့ပဲချန်နေခဲ့တဲ့ survival chance ကနေပြီးတော့ပဲဒီအချိန်မှာပြန်ပြီး bounce back လာဖို့တော့ loss ရရှင်ပြီးတော့တက်လာနေပြန်ပြီဗျာ9ရောက်9ရောက် survival ပုံစံမျိုးနဲ့ low fight ကိုထပ်ဆန်ရပါအောင်မယ်ဒီပွဲကတော့ကျွန်တော်တကယ် ကျသိနေပါထားနေပြီ။အော်ကျွန်တော်ကြည်ရတဲ့ညီကိုတွေတော့ကတော့လက်ရှိကတော့ကျွန်တော် message ကြီးနေတော့ long area control ပိုင်းပြန်ပြီးတော့တွားထားသေးရပြီ။အဲ့တော့ YG နေနဲ့သူတို့နေနဲ့ဒီ throne ကြီးကိုအံ့ခွင့်မပေးထားဘူးဆိုတော့ minion wave ကလည်းပြန်ပြီးတော့ကြောင်းထားသေးရဲ့အခြေအနေမှာထုံးစံတိုင်းပဲပြန်လာဖို့အတွက်ပြန်ထောက်ထားတယ်။ သူတို့ objective တွေ sign တိုင်း sign တိုင်းမှာတော့ကျွန်တော်နီကိုလိုက်ပြီးနောက်ချက်ထားရရှိမလားဗျ stage barricade ကာထားတယ် retreat king flash ပဲပြန်ယူသွားလိုက်မယ်နီကိုပြန်ရအောင်ထားတယ် win the crown ပြန်ခဲနိုင်မယ် leaner ပြန်ကြရဗျအဲ့တော့ပြန်ဝင်ထားရနေပဲ blaine နေနဲ့ပြန် fall သွားလို့ hugh key တကောင်ကြာဝိုင်းအချိန်မှာ yg ပြန် fall နေရပြီ16 second ကျော်နော်10 minute ကျော် rebound တိုင်းအချိန်တွေပြန်ရောက်လာပြီဗျာ35 minute ဒီအချိန်မှာတော့ဘယ်သူမှသေလို့မရတော့ဆိုနေထားပါပဲတခါသေးသွားလို့ရှိရင်တော့ minute 60 second 60လောက်သွားပြီးအိပ်ပျော်နေမဲ့နေထားပါမကြစီကျွန်တော်လောကတော့ mic ကတော့တက်လာနေပြီဒီချိန်မှာတက်လာမဲ့ high ground မှာ9ရောက်လုံးလဲပါမဲ့နေထားတခုဗျာ but ဲ့စပယ်9ခုလုံးကျွန်တော်မက်စီဘက်မှာ ray position နဲ့ပြေးတက်လာမှာ1ချီလီနာမရှိတဲ့အချိန်တခုမှာဒါအောင် defend လို့ရနိုင်ပါမလားဆိုတော့လည်းပြန်ကြည့်ရမယ် blink နေနေတော့သူရဲ့ flanky ပြန်လှုပ်ဖို့တော့ position ချောင်းနေတော့မယ်ဆိုတော့ညာလေ king fly ရဲ့ position ချောင်းမှာ blink နေနေတော့ flanky လှုပ်နိုင်ပါမလားရှင်ဒီအချိန်မှာလည်းကျွန်တော်အချိန်တွေဝယ်ဖို့တော့ကြိုးစားမယ်လေခွန်ရဲ့ line နဲ့နောက်ဆက်ချင်းတော့ခံနေရတယ်ဗျာထုံးတဲ့အတိုင်းပဲ star dance နဲ့ she absorb လုပ်ဖို့ကြိုးစားတယ်ဒါပေမဲ့ second 40မှာ minion red tap မှာ stage အန်ဒီအမြော်ရဲဒါဆိုရတာတမ်ကျော်နေပါပါဂျူနိုတက်ပြီးတော့အော်လို့ရပြအကောင်းဆုံးကွင်ရဒီကတထောင်းနေတော့ဖလီကာ right time down line နဲ့မစ်သစ်စီတကယ်ဝဲကျွန်တော် gain number 3 maro အနိုင်ရရှိလို့တွားခဲ့ပြီပဲဖြစ်ပါတယ်မစ်သစ်စီဒီချိန်မှာတော့ကျွန်တော် 25, minute, 25 minute မိနစ်26မိနစ်ထိမှာပဲမစ်သစ်စီနေနေတော့သူရဲ့ gain number 3ရဲ့အဆုံးဖြတ်နိုင်ပွဲတစ်ခုကိုအပိုင်သိမ်းလိုက်ရင်းနဲ့ပဲသူတို့မှာ champion defender လက်စွမ်းနေကြံနေတော့မဲဆိုတော့သက်သေပြလိုက်ပြီဗျာ